see the pain in me is oh my she got it oh they got caught up ah and is oh my see the pain in me is oh my she need and is oh my see the pain she ကဘာပေါ်မှာ YMCA အသင်းတွေကိုခရီးရန်လူငယ်တွေကဥဆောင်ပြီး1884ခုနှစ်လောက်ကစတင်ထူထောင်ခဲ့ကြတာဟာလူမျိုးဘာသာမခွဲကြဘဲ ပြဟိတလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းတထအဖြစ်နှစ်ပေါင်း65နှစ်နီးပါးရှိတဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် EU နဲ့ YK International ရဲ့ထောက်ပံ့မှုနဲ့အခွင့်အလမ်းနှဲပါတဲ့လူငယ်များဘဝမြင့်တရေးစီမံကိန်းတွေကို YMCA အသင်းကလှုပ်ဆောင်ခဲ့ကြပါတယ်။အခွင့်အလမ်းနှေးပါတယ်လို့ကျွန်တော်တို့ကသုံးလိုက်တယ်အခွင့်အလမ်းနှေးပါခြင်းဟာ၁ပညာရည်ချင်းနော်၂အသက်ပညာကျွမ်းကျင်မှု၃ပြောဆိုဆက်ဆံမှု เนาะလေးအတွေ့အကြုံမရှိဘူးအဲ့ဒီဟာတွေအတွက်ကိုတော့တွေ့တဲ့ခါကျမှလူငယ်တွေကိုကျွန်တော်တို့ကဒီလိုတင်တန်းနေပြီးမယ်ဆိုပြီးတော့စာမတက်တဲ့လူကိုစာတင်ပေးတယ်စာတက်သွားရင်အတ္တမိုးဝမ်းကြောင်းပညာကျွန်တော်ပတ်မိုးပေးတယ်ပြီးသွားရင်ဆိုတော့လူငယ်တွေကအသိပညာအတတ်ပညာရပြီးတော့ကျွန်တော်တို့ဟိုလူတော်ထဲမှာထဲထဲဝင်ဆောင်ရွက်လာနိုင်တယ်ခရိယန်ဘာသာဝင်တွေဥဆောင်တဲ့ရန်ကုန် YMCA အသင်းဟာ မုံရ YMC အသင်းနဲ့ပူးပေါင်းပြီးဒေသခံအသင်းသားတွေကိုဖျားဖို့ပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။မတန်ဆွမ်းတယောက်ဖြစ်လို့လူမှုဆက်ဆံရေးမှာခွဲခြားဆက်ဆံခံခဲ့ရပြီး YMC အသင်းကိုဝင်ရောက်ပြီးတင်နန်းတွေတက်ပြီးမှခုခုကိုယုံကြည်မှုရှိလာတယ်လို့ဆိုလာသူကမုံရွာမြို့နယ်ကမှတ်မှာလာပါ။ ဒီတော့ဒီအဖွဲ့အစည်းတွေကိုဝမ်းစီ အဖွဲ့အစည်းတွေကိုမုန်းနေမှာကိုကမတန်ဆွမ်းဖြစ်တဲ့အခါကျတော့သူအများကိုမခေါ်ခြင်းမပြောခြင်းညာပါဘူး။ဘာကြောင့်ဆက်ဆံတာရအများကြီးရှိပါတယ်။ ဖွဲ့သေးကိုဝင်လိုက်တဲ့အခါကျတော့ဒီပေါ့နော်ဝါဒတာကြမ်းကျင်စရာလေးရေပေါ့နော်ဒီတဘာဝပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ဟာတွေကိုသူတို့ကနေပြောစနစ်တကျနေပြီးတင်ပြလိုက်တာနဲ့ကိုပေါ့နော်ဒီတက်မြောက်ထားတဲ့ကိုကိုသူတင်ပြလိုက်တဲ့တင်နန်းကနေပြီးကိုပြန်ပြီးပြန်လဲပြီးအတုံးချရပါကိုစိတ်ကိုယုံကြည်ရလာပါပါလူငယ်တွေနဲ့ကိုလက်အင်ငါချွတ်တဲ့သူတွေကိုဘဝတသက်တာကြွန့်ကျင်စရာအသက်မွေးဝမ်းကြောင်းပညာလောကနီတီနဲ့အသက်မွေးဝမ်းကြောင်းပညာရက်တွေကို YMCA အသင်းအနေနဲ့2013ခုနှစ်ကစတင်သင်ကြားထောက်ပံ့နေတာလည်းဖြစ်ပါတယ်။ အဲ EU ကနေဖန်ပေးထားရပါတော့ EU ရရဲ EU ရဲ့မြန်မာ YNCA ရဲ့ YK ရဲ့ပေါင်းပြီးတော့ပေါ့နော်ကျွန်တော်တို့၃လစ်တာမှာကလေးတွေကိုသင်တန်းတွေပေးခဲ့ရပါတော့အစာရေးစာဖတ်ပါတော့လုံးဝစာမတက်တဲ့တွေကိုတို့တို့အတွက် NFT ပုံစံမျိုးနဲ့စာရေးစာဖတ်တွေပေးခဲ့ရတယ်နှစ်လပေါ့နော်နှစ်လပေးပြီးတော့တို့တို့ဘာပေးရလဲဘောရတော်တာကျန်းကျင်စရာပေါ့နော်လူတွေနဲ့တကားပြောဆိုဆက်ဆံရေးတာစာပေါ့နော်တို့တို့ပြောဆိုတက်လာအောင်ပေါင်းသင်းတက်လာအောင်ပေါ့နော်အဲလိုမျိုး live skill သင်တန်းတွေပေးခဲ့ရတယ်အဲ့ဒါပေးပြီးတော့တို့တို့ဘာပေးခဲ့လဲဆိုကျွန်တော်တို့အနေနဲ့တိတိမိမိပေါ့နော်နိုင်ငံသားတယောက်အနေနဲ့တိတိမိမိ တဲ့အရာတွေကိုကျွန်တော်ပြုခဲ့ရပါတော့